ိုင်းနိုင်ငံ street food ဆိုင်တွေမှာ Friday မျိုးစုံရှိပါတယ်။စားတော့တွေလည်းပေါ်သလိုကျွေးစရာအများကြီးလည်းရှိပါတယ်။ဒီအမှာမှာသင်ကဘယ်အစားအစာအချိန်ဆုံးလဲ။ကျွန်တော်အနေနဲ့ပြောရမယ်ဆိုရင်တော့ကျွန်တော်ကကနန်းထမင်းကြုံအချိန်ဆုံးဖြစ်ပါတယ်။ဒီ video ရဲ့မှာရောထိုင်းနိုင်ငံမှာနာမည်ကြီးပြင်မဲ့မြန်မာရဲ့အရောက်ပေါက်နေသေးရဲ့ကနန်းထမင်းကြုံဆိုင်ဒီဇိုင်းတစ်ခုကိုကျွန်တော်နဲ့ကျွန်တော်အမျိုးသမီးကခေါ်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။မင်္ဂလာပါအေးပူနေပါရဲ့ နေ့ကကျွန်တော်ပေါ့နော်ခဏန်းထမင်းကြော်သွားစားမှာကားရရှုပ်လေဗျခဏမနောက်ပါဖာတို့မယ်လေ န္တရာပါပဲသွားမှရအောင်ဖြစ်ပါဆိုတော့ဒီအောင်ကြောပေါ့နော်ချူလာ50ဆိုရဲဆိုင်ပေါ့နော်အဲဆိုင်ကတော့ခနန်းသမင်းကြော်နဲ့အဲဘယ်လိုပြောမလဲပင်လယ်စာကြီးကောင်းတယ်ပေါ့နော်ထိုင်းစားတော့ဟမ်စားပ မစားဘူးလေဘေးရောစားဘူးလားဘေးလည်းမစားဘူးဘေးလည်းမစားဘူးတူတူပဲကိုလာပြီးတော့ဆိုကြောင်းရယ်ဟာလမ်းလျှောက်နေဘွာသမိုင်းဆိုတော့ရထားစီးလိုက်လမ်းလျှောက်လိုက်ပဲတော့ဟာဆိုင်အောင်ဝင်းတော့ဘေးဘေးဘေးကြည့်ရနော်ဘေးဘူရမဲကဘေးကြည့်ရမဟုတ်ဘေးဘေးသွားတာဘေးဘေးကိုယုံကြည်ပြီးလိုက်တယ်။ဘာသာဘောကဘာသာဘော တော့ဒီနေ့အောင်စိတ်ချမ်းသာဖို့ပါပါဟဲ့လမ်းလျှောက်ကစိတ်ချမ်းသာရတဲ့အကြောင်းရင်းတွေကထွေထွေထူးထူးတော့မရှိပါဘူးကျောင်းသားလေးရောကျောင်းသားလေးဟောအကြည့်ကြည့် ဘေးဘေးရေနေရာမှားနေရတာမသိဘူးเนาะအားထင်တော့သူတို့လည်းဟောတာဟေးဟုတ်လားဟေးဟုတ်လားတို့တရားဘောမတက်တော့ဘူးကြည့်ရ။ဘောသူကတရားဘောမတက်တော့ဘူး။အဲဆိုသူအဲ့ဟာသွားမှာမဟုတ်တော့။အားမို့ငါဘယ်လမ်းမားနေရလား။ ခုခုတော့ဖြစ်မှာပေါ့နော်မစားခင်အလန်းရေရှော့မရဘူးဘောအခုပါမြေဆုံးလမ်းလျှောက်ကျောင်းဝိတ်ကြောင်အမဟိုမှာပူစားနိုင်ဟော ခုစားမယ်ဆိုရင်ကားနဲ့ ਈ ပဲမသွားပါနဲ့ကျွန်တော်တို့လမ်းလျှောက်ပါအမှကျွန်တော်တို့လှပါပါတော့ကျွန်တော်ရောင်းနေအောင်ဒီပေါ့ချူလာချူလာလွန်ကွန်ယူနီဗာစီတီနားပေါ့ချူလာလွန်ကွန်ယူနီဗာစီတီနားအာတက္ကသိုလ်ဝင်းနားပေါ့နော်ပြောမှဆိုတက္ကသိုလ်ရောလာရဲ့ လာတတ်တာမဟုတ်ဘူးခဏတမင်းချော်လာစားအောင်ရှင်းပါအောင်လိုက်ရှာနေတော့မယ်ဘူးဒီစားရအော်ချူလာ50ရောဒီချူလာလမ်း90อ่ะစိုင်ပေါ့နော်ကျွန်တော်ရှင်းပါအောင်စိုင်တွေ့နေရပြီစောင့်အောင်မလားမစောင့်အောင်လားတစ်ချက်သွားပြီးတော့ကြည့်ကြည့်อ่ะကျွန်တော် ဟာရရဟာကျွန်တော်ဆိုင်ရောက်တဲ့အချိန်မှာကံကောင်းတော့ဒီမဆောင်လိုက်အောင်ပုံမှန်ဆိုရင်တော့ဒီတရုတ်ပြည်က foreigner အများပြားနဲ့ဒီဆိုင်ကတော်တော်လေးကိုပြည့်ပြီးတော့စောင့်ပြီးတော့မှစားရတဲ့ဆိုင်မျိုးပေါ့နော်ဒါတော့ကျွန်တော် food menu လေးကိုစပြီးကြည့်နေရပါကျွန်တော်ရေဘာမှမလဲဆိုတော့တစ်ချက်တော့တိုင်မြင်လိုက်အောင်ပဲနောက်ပြီးရင်တော့စားစရာတွေပြသွားမှာဖြစ်ပါတယ်အမှန်တရားဒါပါလေဒါအကြည့်ရတာဟုတ်လား ဒါဆိုနှစ်ယောက်ရလာပြီ။ကြောင်ကိုစိုက်တယ်။အဲ။ဟမ်ကျောင်းညော်လိုအချင်းတူတာတစ်ခုရှိရဲစားသောက်ဆိုင်တစ်ခုဝင်သွားပြီဆိုရင်ကိုဘာမှမမာခင်ဘေးနာဝိုင်းနေရဟာရောတခါပြီးကြရင်ခိုးခိုးပြီးတော့ချိန်ပြီးတော့ကောင်းမဲ့ထင်တာလေးမှားတတ်တယ်ပေါ့နော်ဒီမှာလဲတွေ့ရတဲ့အချိန်မှာကျွန်တော်တို့ကမန်ယူလဲကြည့်ရဲဘေးနာဝိုင်းနေကိုလည်းလိုက်ပြီးတော့ချိန်ရဲပေါ့နော်ခက်တီတီနဲ့မှားမယ်ဆိုပြီးတော့ထိုင်းလိုဘာညာမှုတ်တော်မှာပေါ့နော်ကျွန်တော်က အဲအချိန်မှာဇပွဲတို့ကထပြောလိုက်တာဗာလဲဆိုတော့နံပါတ်ကြည့်လို့ဟာလားအဲ့အဲ့ဒါလည်းဟုတ်ဟာဆက်လာကိုဟုတ်ဟုတ်ဆက်တာဆိုင်ရရောကျွန်တော်ကထောင်ဝိုင်းလေးပဲကံကောင်းလာမဆောက်လိုက်အောင်ကယ်ရီကပြေးသေးတယ်ကအများကြီးဆက်ကယ်ရီရှေ့လာကယ်ရီစားအဲ့ဒါအဲ့ဒါပြေးအောင် 右边来了吗？你是中国？你吃饭好吗？你吃饭好了吗？太好了，太好了，太好了！一点一点，一点太好了！嗯、好好好好，好。好啊 တောက်လို့ဘယ်တောက်ချက်ဟာ sauce တွေတော့ sauce တွေတော့အချက်နော်ဆီဖူးဆော့ဆီဖူးဆော့စကောဘာတောင်းလာတိတ်မကြတဲ့အချိန်မှာမှားထားရဲ့ဟင်းလေးရောက်ပါပြီဒါ ခနန်းထမင်းကြော်ပေါ့နော်ခနန်းသားကြီးအကြီးကြီးပဲတော်တော် heavy ကိုကြော်တာနောက်တစ်ခုကခနန်းကာရီပေါ့နော်ဒီကာရီကိုသူကကြက်ဥနဲ့ချက်ထားပြီးတော့အပေါ်မှာခနန်းသားလေးနဲ့နောက်တစ်ခုကကင်းမစုံပေါ့နော်ကင်းမစုံကိုသူကကြက်သွန်လေးနဲ့ကြောကြွားလေးပြန်ကြော်တာပေါ့နော်စားလို့တော့တော်တော်ကောင်းမဲ့ပုံစံနဲ့ကြော်တစ်ချက်တော့ကြည့်ကြည့်ရအောင် 我给你送一批的羊水吧，老妹儿。啊。哦，给不送？不意。嗯。嗯。哦。哦。 ဘိုင်းနည်းထားတယ်နော်ဟဲ့သူကအောက်မှာလေကျုပ်ဦးလေပြောင်းဟင်းဆန်းနေနေကျုံညီများလာပြီနော်ဟုတ်ပါတယ် 少点那啥。 多好呢？好的，嗯。 ခင်ပစုံကဒီလိုစီဖူးဆော့ဒီလောင်းပြီးတော့ဆမ်းပြီးစပါသူ့ရဲ့ချက်သွန်ကရွရွာလေးနဲ့နောက်ပြီးခင်ပစုံချိုချိုလေးခင်ထားတာကတော်လေးကိုစားလို့ကောင်းတယ်ကျွန်တော်ကဒါတော့တော်တော်လေးကို favorite ဖြစ်နေတယ်ကျွန်တော်အမျိုးသမီးကလည်းခင်ပစုံအကြိုက်ဆုံးပဲလို့တော့ပြောရပါတော့တခါတခါစားနိုင်ရတော့တော်တော်အရသာရှိရပါခင်ပစုံကခွန်နွားပြီးသားအောင်သူကချက်သွန်ချက်သွန်ကြော်လေးနဲ့ 哎，我正好吃那个的，牛肉沙。可以的。嗯。<noise> <noise> 六三万，三百万。哎呦，感觉。还扁了。还扁没？嗯。 ဆိုင်ရဟိုဟာတရုတ်လူမျိုးလာစားရတယ်နော်ဒီတော့ကျွန်မဆိုသူများနိုင်ငံနဲ့ရှင်တော့ထိုင်းရစီးပူပို့ပြီးတော့တန်တယ်နော်ဒီဟိုဟာဘယ်လိုတည်ရမလဲစင်ကာပူကစီဂျီရယ်အပူရောသူတရုတ်ပြည်မှာလည်းစီဂျီနေပေါ့

စားပြီးရင်တော့ကျွန်တော်ကဒီဆိုင်မှာပဲအချိုတဲမှာဖြစ်ပါတယ်ကျွန်တော်အမျိုးသမီးကဒီမှာစားပဲဦး ချိုးပွဲလေးပါနော်အဲ့ဒါလေးမှားထားပါတယ်။သူက sorted at lava လို့ခေါ်ရပါနော်။ဘင်းဟူကိုအထင်းမှာစားဘဲဦးနဲ့လုတ်ထားတဲ့ချိုးပွဲပေါ့။ဘင်းဟူလေးတစ်မျိုးလေးနော်။嗯。 tulle kanka. Sabe onde né? ဒီကအကောင်လှုပ်ရှားလိုက်ပြီ သူ့ရဲ့အရသာဟာချိုးဝဲလို့သာပြောကျွန်တော်စားလိုက်တာတိတ်တော့မချိုးဘူးကျွန်တော်ကတိတ်တော့မကြိုက်ဘူးကျွန်တော်အမျိုးသမီးကတော့ကြိုက်တယ်ပေါ့နော်ဆိုစားပြီးတောက်ပြီးဆိုရင်တော့ငွေရှင်းပြီးတော့အိမ်ပြန်ရတော့မှာပဲဖြစ်ပါရဲ့ခင်ဗျာဘယ်လောက်ကြာ145ပတ်အေးဘေးကင်မရာကြီးပို့ရင်ဟုတ်ကဲ့ တော်ကဒီဆိုတော့ဒီနေ့အောင်ကနန်းသမင်းကျော်စာရေးဖီလော်လေးပါအားလုံးပဲဒီရိုးလေးကိုဆုံးထိကြည့်ပေးကြကျေးဇူးတင်ပါတယ်ကျော်ရေအခုတော့ MRD ကိုပြန်ပြီးလမ်းလျှောက်ပါဦးတတကျော်ရေဗီဒီယိုလေးကိုဆုံးထိကြည့်ပေးတဲ့အကြောင်းကျေးဇူးတင်ပါတယ် နောက်ဗီဒီယိုလေးမှာလည်းဒီလိုအားရင်အားသလိုမုတ်စားတာလေးပါလေးနဲ့ရိုက်သွားမှာပေါ့နော်ဖော်ကဲအဲ့လိုဘောလုံး vlog gaming vlog တွေပဲမဟုတ်ခိုင်းတဲ့ဒီမျိုးလေးလည်းရိုက်သွားဖြစ်တဲ့အတွက်ကြောင့် channel လေးကို subscribe လုပ်ပေးထားပါအားလုံးပဲသာအားလှပိုင်နေဒီပိုင်ဆိုင်ကြပါစေလို့ဒီကနေ့စမောကောင်းတောင်းလိုက်ပါ Bye bye